ုန်းနဲ့ MPR ပေါ့နော်ဘုန်းနဲ့ MPR ကိုတိုင်ကြမယ်ဘုန်းနဲ့ MPR တိုင်တဲ့အခါမှာပြောင်းမြန်တိုင်ပြီလေမီတာမပြတ်ပါဘူးနော်သူကအနှုတ်တန်ဘုန်းနဲ့ပြတ်နော်ဒီတက်ခဲလေးဆိုတာအားပြည့်မရှိတော့ဒီမှာ1.3 volt လောက်ပဲရှိပါဘူးနော်တက်ခဲအဟောင်းလေးကျွန်တော်တိုင်ကြပါနော်သူကတက်ခဲအစ်စ်ဆိုရင်တော့1.5 volt ကျော်ပါတယ်နော်ဒီတက်ခဲလေးကကျွန်တော်တို့3 volt ပေါ့နော်3 volt ဆိုတော့ကျွန်တော်တို့ခုနက2 volt range ကိုထားတိုင်လို့မရပါဘူးအဲဒါကြောင့်မို့ DC 20 volt ပေါ့နော်20 volt range မှာ selector လေးပြောင်းပြီးတော့ထားရမှာနော်ဒီမှာပြောင်းမြန်တိုင်လိုက်ရင်အနှုတ်3.2ပေါ့နော် -3.2 လို့ပြရတယ် ဒီ body ကြီးတဲ့ဘက်ကအပေါင်းပေါ့နော်သေးတဲ့ဘက်လေးကအနှုတ်နော်အဲ့လိုလေးတိုင်းရင်ဒီမှာ3 point 293.3နော်အဲ့လောက်လောက်ရှိပါတယ်အပေါင်းတို့မှန်အောင်တိုင်းရင်အပေါင်းဖို့နဲ့ပြောင်းနော်ပြောင်းပြန်တိုင်းရင်အနှုတ်ဖို့နဲ့ပြောင်းဒီဒီမှာတိုင်းလိုက်တဲ့အခါမှာ3 point 92ပေါ့နော်သုံးတသမာ6ကျော်ကျော်နော်6ဖို့ကျော်ကျော်လောက်ရှိပါတယ်ကျွန်တော်တော့ပြောင်းပြန်ပြန်တိုင်းကြည့်မယ်နော်ကနာ3.9ဒီမှာပြောင်းပြန်တန်းလိုက်တော့ -3.92 ပေါ့နော်အနှုတ်တန်ဘိုးလေးရှိမှပြလာတော့ပေါ့နော်ပြောင်းပြန်တန်းလို့ရှိရင်ဆိုလာမီလုံးအပြက်ကဆိုလာပြားလေးပြုတ်ထားတော့နော် ကဲသူ့ကိုလည်းဘိုးဘယ်တော့တက်လဲဆိုတော့ဒီမှာနော်အလင်းရောင်မရှိတဲ့ဘက်ကိုလှည့်ထားရင်ဒီမှာ2.56ပေါ့နော်အလင်းရောင်ပဲလှည့်လိုက်ရင်ဒီမှာ4.36 7 single battery ကြောက်တော့လေသူက12ဗိုလ်ဆိုတော့ကျွန်တော်တို့ထားတာက range က20ဆိုတော့တိုင်းလို့ရတယ်ဘာမှပြောင်းစရာမလိုနော်ဒါအပေါင်းနှုတ်တဲ့အတိုင်းပါပေါ့နော်အမှန်တိုင်းတိုင်းရင်ဒီမှာ12.46နော်12.46ပို့ရပါတယ်ကဲသူ့ကိုကျွန်တော်ပြောင်းမြန်ပြန်တိုင်းကြည့်မယ်နော် robust ပို့လာတယ်ဒီပေါ့နော်ဒါဆိုရင် minus 12.45ပေါ့နော် minus နှုတ်လေးပို့လာတာပေါ့နော်ပြောင်းမြန်တိုင်းလည်းရတယ်